ပြည်ပကကြည့်ရှုနေကြတဲ့ဖြိုးလိုက်ဆိုင်မိသားစုများကျွန်တော်ရဲ့ဖြိုးလိုက်ဆိုင်ကိုကြည့်ရှုနေတဲ့ပိသက်ဒီအားလုံးဘေးရခတ်တိန်တောကခတ်တိန်တွေကင်းငြိမ်ပြီးနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေလူရပြည့်စုံအောင်မြင်ကြပါစေရာသီဆက်ဝန်းတို့တရွရွပြောင်းလာတာ2025ဘာလေးပါရဲ့တတိယနိုဝင်ဘာလနောက်ဆုံးပတ် နောက်ဆုံးဖာလေးပါ ဖြစ်တဲ့ဒီဇင်ဘာရဲ့ပထမပတ်အဲ့ထဲဦးကာလာအချိန်ဒီရွှေပြောင်းလာပြီရွှေပြောင်းလာတယ်လို့ပဲနတ်ခတ်ဒီချူဒီရွှေပြောင်းလာပြီအဲ့တော့အေးချမ်းပြီးတော့အေးပူတဲ့ကာလဆောင်းနှင်းမြူတွေနဲ့လူတွေရဲ့ဘဝအေးချမ်းခြင်းတာယာခြင်းတွေရှိသလိုကြံတန်းခတ်ထန်ခြင်းတွေလည်း အများကြီးကြုံရမှာရှိတယ်။ဒါကြောင့်ဒီကာလမှာဖြစ်ပျက်ပြောင်းလဲမဲ့အဆူအကောင်းနဲ့ရှောင်းရံဆောင်းရံဆက်နေရသည်ဘွာကျွန်တော်ရဲ့ပိဿကိုအကြံပေးဟောပြောပေးမှာဖြစ်ပါတယ်။ဒီမေယာဒီဘွာမေယာဒီဘွာလေးဆိုဖေဖော်ဝါရီက19မတ်20ကြာမှမွေးဖွားသူတွေဖြစ်တယ်။ဒီကာလမှာမေယာဒီဘွားတွေဟာ ရေရှည်နှစ်ပေါင်းများစွာကောင်းမဲ့အလုတ်စည်းပွားအိုးအိမ်အဆက်အသွယ်အခွင့်အရေးနေရာထိုင်ခင်းကံတရားများပေါ်ပေါက်ခြင်းရှင်ပြိုင်ဖြေဆိုမှုတွေလည်းလောက်ရလိမ့်မယ်အားပြိုင်ပြီးဝယ်ယူရတယ်အားပြိုင်ဖြေတာတွေအားပြိုင်ပွဲတွေရှိတယ်ကိုရှိထားတဲ့အလုတ်ရာထူးနေရာဈေးကွက်ကို လာတိန်းတာလူတာဖယ်ထုတ်ဖို့ကြိုးစားတာတွေပေါ်လာမယ်ကိုကလည်းပဲ အင်တာဗျူးတွေစာမွေးတွေတာဝန်ဝင်တာတွေဖြည့်ဆိုတာတွေရှင်းပြတာတွေလုပ်ရလိမ့်နောက်ခုစလုံးအောင်ပါကောင်းပါရမှာဖြစ်ပါတယ်တိခါမှုစိတ်ရှိဖို့လူစလုံးမိမိရဲ့သူများကိုဒုက္ခမရောက်စေတဲ့အပြောစုအနေထိုင်နေလုပ်ဖို့တော့လိုပါတယ်စိတ်ခွန်အားစိတ်ဓာတ်တွေမြင့်ထားပါဒီကာလမှာကောက်ကြည့်ရုံမာတဲ့လုပ်ငန်းတွေလိမ့်လဲ လှည့်ပြားမဲ့လုပ်ငန်းလုပ်တဲ့လူတွေအချုပ်ထောင်ရောက်ပါလိမ့်မယ်ဒုက္ခရောက်ပါလိမ့်မယ်တမာတမတ်နဲ့သူတကောင်းစိတ်နဲ့သွားတဲ့လူများပလင်ပေါ်ရောက်ဆင်ပေါ်ရောက်တဲ့အချိန်ဖြစ်ပါတယ်ဒါကြောင့်မင်းရာဒီဘွားတွေပူကန်ကောင်းမှုအဖြူရောင်ကြီးပြားရောင်အဝါနုရောင်ပန်းရောင်မင်္ဂလာရောင်များဝတ်ဆင်ပြီးမိန်းကလေးငယ်များ အမွှေးနှံတာလာလာပါပါနှခမ်းနီပန်းနီကျော်ရှင်းတက်ရစွာသွားလာနေထိုင်ပါ မျိုးသားလေးများတတတရရကြောကြောမော့မော့ဖီလိန်သွားလာနေထိုင်ပြီးပါ ပူကောင်းတဲ့တံမိုးတွေရရှိပါလိမ့်မယ်ငါးခုရှစ်ပတ်လည်းဒီတနုနေတနင်္လာဗုဒ္ဓဖူးများမှာထီထိုးပြီးနေ့တိုင်းနမောတတဘဂဝါတော်အထာတော်တမန်တမုဒ္ဒတနမောတတဘဝတော်အထာတော်တမန်တမုဒ္ဒတပတိတပစိတ်မဟာဝိဓဘမန္နာတော်ကြီးစိန်နာမဏိဂါတာတော်ကြီးတပ္ပဇေယမင်္ဂလာဂါတာတော်တွေရွတ်ပါ မင်္ဂလာပေါင်းနဲ့ပြည့်စုံပြီးကျမ်းမာထီပေါက်လူတရရသောမိညာတိပွားများဖြစ်ပါသည်အားလုံးကျမ်းမာချမ်းသာကြပါစေ